မလေးရှားမှာအင်နာခွန်းနဲ့ထမင်းစားကြရဘွားကိုပြောလာတဲ့မြန်မာစတားဆိုရှင်အဖရင်ကျုံမလေးရှားနိုင်ငံမှာဖန်ဆီးခင်ရပြီးတော့မလေးရှားရဲတွေကအင်နာခွန်းထဲမှာထမင်းစားခိုင်းတဲ့အကြောင်းကိုဖော်ထုတ်လာသူကအဖရင်ကျုံပါအဖရင်ကျုံဆိုတာကချင်းတိုင်းသားဖြစ်ခါယခုနှစ်မြန်မာစတားဆီဇန်2တချင်းဆိုပြမမှာဝင်နိုင်ရရှိထားတဲ့ဆိုတော့ဖြစ်ပါရင်ဒီလိုမြန်မာစတားဆိုတော့ဝင်နာအဖရင်ကျုံကမလေးရှားနိုင်ငံမှာလောက်တမဖြစ်နေလောက်ကင်နေစဉ်မလေးရှားရဲရဲတွေကဖန်ခင်ရပြီးဒုက္ခရောက်ခဲ့ရကြတဲ့ မလေးရှားရဲတွေကမြန်မာလူထုမားတွေဆက်ဆံပုံတွေကို Anfrin ကျောင်းကပြောလာတာပါ Anfrin ကျောင်းကသူမြန်မာစတာဝင်မပြိုင်ခင် မလေးရှားနိုင်ငံမှာအလုပ်လုပ်ရင်းနဲ့မလေးရှားရဲတွေဖမ်းဆီးခံရကမလေးရှားထောင်ထဲမှာအင်နာခွက်ထဲမှာထမင်းထည့်စားရတဲ့ဒီကို အချိန်လေးစိုးခဲ့တယ်လို့ဆိုပါရင်အစောရောင် Anfrin ကျောင်းကသူဟာမလေးရှားနိုင်ငံကိုအင်ကမြန်မာလေးတွေညီတွေအတွက်အလုပ်လုပ်သွားစမှာမလေးရှားရဲတွေဖမ်းဆီးခံရကထောင်ချောင်းလာကြဘူးတယ်လို့ဆိုပါရင် အစမှထောင်ချနေတဲ့6လအတွင်းမှာတော့ Anfrain ကျောင်းဟာအင်နာခွက်ထဲမှာထမင်းထည့်စားတာ6လလုံးလုံးအင်နာကြီးကိုပဲတောက်ခင်းရတယ်လို့ဆိုပါရင်ဒီလိုပွားရင် အမှောင်ဆုံးချိန်တွေကိုလည်းချင်းတိုင်းသားဆိုတော့ Anfrain ကျောင်းက Artic ကချော်ဖြတ်နိုင်ရတယ်လို့ပြောလာတာပဲဖြစ်ပါတယ်။